မြမနိုင်ငံရေးနောက်ကျောင်းပြန်မြမတွေဟာ အတိတ်လွမ်းဝေဒနာမပြေတတ်သလားမပြောတတ် အတိတ်ကိုကြီးပဲပြန်ပြောင်းပြောကြသလိုအတိတ်ကိုပဲပြန်ပြန်သွားခြင်းနဲ့အကျင့်ဟာမြမတွေမှာဆွဲမြဲနေပါတယ်မြမတွေလို့ပြောရင်အားလုံးကို ဝလုံးသိမ့်ပြောတာ ဖြစ်တာမို့အားလုံးလက်မခံခြင်းသို့တော့မြမပြီမှာ ရှေးရိုးစွဲကွန်ဆာဗေးတစ်လူအုပ်စုတွေရှိတယ်ဆိုတာသိတာတယ်ထင်ရှားပါတယ်အထူးသဖြင့်စစ်တပ်ထဲကစစ်ဘိုးတွေဟာကွန်ဆာဗေးတစ်တွေဖြစ်တယ်ရှေးရိုးစွဲတွေဖြစ်တယ်လို့ပြောရင်မမားနိုင်ပါဘူးဒါဆိုရင်စစ်တပ်ဟာ ရှေးရိုးစွဲသလားစစ်ဘိုးကျုပ်တွေဟာ ရှေးရိုးစွဲပါသလားပညာကောင်းကောင်းမတတ်ရင် ရှေးရိုးစွဲတယ်လေရယ်ပညာရင်းနဲ့မနီးဆက်ရင် ရှေယိုဆွဲတယ်။တနည်းအားဖြင့် liberal ပညာရေးဆိုတာအထွေထွေပညာရေးကိုခေါ်တာပါ။အပေါင်းဆောင်ဘာသာရဲ့ပေါင်းဆောင်ကိုအထွေထွေအသိနဲ့စင်ကြင်တုံတရားကြောင်းကျိုးစင်ကြင်မှု အထုံအလေးဆွဲမြဲအောင် လေ့ကျင့်သင်ကြားပေးတာပါ။မြန်မာပြည်မှာပညာတက်ပါတယ်ဆိုတဲ့စစ်ဘိုလ်တွေဟာတစ်ဖက်ပိတ်ပညာရေးကိုသာ သင်ကြားခွင့်ရခဲ့ကြတာပါ။ ောက်ခြေစစ်သားဆိုတာကလည်းပညာမတတ်တဲ့စစ်သားကအများသာလေစစ်တက္ကသိုလ်ဆိုတာစင်ငင်လုံးတရားရှိအောင်သင်ကြားပေးတာမဟုတ်ပါဘူးဘာသာရဲ့အစုံကိုဝါရဖြန့်ချီရေးတစ်ပိုင်းရောစွတ်ထားတဲ့ပြာထန်းစာတွေနဲ့သင်ကြားတာပါဒီတော့မြန်မာစစ်ဘုပညာတတ်တယ်ဆိုတာဟာအထွေထွေပညာရေးကိုမသင်ကြားခဲ့ရလို့တောင်ပေါင်းစုံမကြည့်တတ်မမြင်တတ်ပဲ တစ်ဖက်သက်အတွေးခေါ်နဲ့တက်တွင်းမှာဘိုလ်ချုပ်လုံနေကြတာညာပါတယ်တက်ရဲ့သဘောကလည်းတက်တွင်းစိတ်သက်စစ်စင်ရေးဌာနကဝါရဖြန့်ချီရေးကိုတေချာမလုပ်ဘူးဆိုရင်တက်တွင်းပြိုကွဲမှုတက်တွင်းပုံကံမှုတက်တွင်းလုံကြံမှုတွေဖြစ်နိုင်တာကိုသိလို့ဒါကိုအထူးအလေးထားလှုပ်ဆောင်ပါတယ်ဒီတော့မြမစစ်တပ်ထဲမှာចောင်းကျိုးစင်ခြင်းညံကောင်းကောင်းမဖြစ်ထွန်းပါဘူး 2021ဖေဖော်ဝါရီတရက်အာနာသိန်းစစ်ဘိုတွေတောင်ဖောက်ထွက်မစင်စားနိုင်လို့ရှေ့ဆောင်နွာလာဘိုးချုပ်ကြီးတွေလောက်ခဲ့တဲ့ဥမာတွေအစီအစဉ်တွေကိုပြန်ပြန်ယူပြီးတော့အာနာသိန်းစံညွန်းထွင်ကြတာကို ကြည်ပြီးသိနိုင်ပါတယ်ဥပမာအာနာသိန်းတာမဟုတ်ဘူး98လို့အာနာထိန်းတာဖြစ်ကြောင်း ူသမ္မတကကာကွယ်ရေးဦးစီးချုပ်ကိုနိုင်ငံတော်ရဲ့အရေးပေါ်အခြေအနေကိုကြေညာပြီးအာဏာလွှဲပြောင်းပေးတာမျိုးဆိုတဲ့ဇာညွန့်တွေပြီးတော့နာဖခင်မှာတုံးခဲ့တဲ့လမ်းပြမီးဘုံဆိုတဲ့စကလုံးကို ပြန်သုံးပြီးလမ်းပြမီးဘုံ ထုတ်တာမျိုးဒီလိုပုံစံတွေကို ကြည့်ရင်မြန်မာစစ်ဘော်တွေဟာ လမ်းကြောင်းတစ်မထွင်နိုင်ပုံသူကူးချတာရှေးရိုးကို ပြန်မှီးတာမျိုးသာလောက်တတ်တဲ့ ရှူရိုးစဲဝါရီဖြစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ရှေ့ရှေ့ကစစ်ဘုတ်ကြုံကြီးတွေကလည်းဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တောင်ကိုရီးယားနဲ့အင်ဒိုနီးရှားတို့လို အတူခိုးပြီးပုံတူရိုးမှားရိုက်ကြပါတယ်။တကယ်တော့မြန်မာစစ်ဘုတ်တွေမှာပုံတူကူချအတူခိုးလှုပ်ဆောင်တာတွေလုပ်ကြတာမဟုတ်ပါဘူး။ဟိုးရှေးရခင်ကဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကလည်း ဆိုဗီယက်ကစတာလင်ကိုဖျားလို့ကိုးကွယ်လို့ကိုးကွယ်တရုတ်ကမော်စီတုံးကိုမဟာခေါင်းဆောင်ကြီးနာမည်တက်ပြီးတရုတ်ကွန်မြူနစ်ဒေါ်လာရေးနီးနာတွေကိုပုံတူကူးချလို့ကူးချလုပ်ခဲ့ကြတာပါပဲမြန်မာတွေဟာအကျင့်ကိုမပြင်းနိုင်ကြသေးပါဘူးပြန်ချုပ်လိုက်ရင်တော့ပညာကောင်းကောင်းမတက်ရင်ရှေးယိုဆွဲပါလေပပေါင်းစုံ တောင်ပေါင်းစုံဘာသာရဲ့အစုံကို လွတ်လွတ်လပ်လပ်စဉ်စားတွေးခေါ်ခွင့်ရတဲ့ပညာမျိုးသင်ကြားခွင့်မရရင်တော့ရှေးယိုဆွဲတယ်။ဒီလိုရှေးယိုဆွဲစရိုက်ကို အတိုက်ခံပါတီအဖြစ်ကနေအယတားဆိုရဖြစ်အုတ်ကြော့ခွင့်ရခဲ့တဲ့၅နှစ်တာကာလမှတောင်မရှောင်ကျင်နိုင်ခဲ့ကြတာကိုတွေ့ရပါတယ်။စေအာနာရှင်ကိုတော်လှန်ခဲ့တဲ့အယတားနိုင်ငံရေးသမားတွေကိုယ်တိုင်ကရှေ့ရှေ့ကဆိုရှယ်လန်းစင်ပါတီ လုတ်ခဲ့တယ်လို့မျိုးလုတ်ခဲ့တာတွေကိုလည်း ီမိုကရက်တစ်ပါတီနိုင်ငံရေးမှာ တွေ့ခဲ့ရတာပါပဲဒါကိုကြည့်ရင်မြန်မာနိုင်ငံရေးလူတိုင်းဝိုင်းတဲကဒီမိုကရက်တစ်လို့ပြောတဲ့နိုင်ငံရေးအုပ်စုရောအာဏာရှင်တစောက်ကန်လို့ပြောတတ်တဲ့စစ်တပ်အုပ်စုရောတရသေးဝါဒီတွေလို့ပြောတဲ့ကွန်မြူနစ်တွေရောရှေးရိုးဆွဲအကျဉ်းစရိုက်တွေနဲ့မလွတ်ကင်းခဲ့ဘူးဆိုတာတွေ့နိုင်ပါတယ်နိုင်ငံရေးသမားတွင်လားဆိုတော့မဟုတ်ပါဘူး စာပေသမားတော်တော်များများကလည်းရှီယိုဆွေအကျင့်တွေကိုမဖြောင့်နိုင်ကြသေးတာတွေ့ရပါတယ်။အဲဒီမှာရန်ကုန်နဲ့မန္တလေးတော့ကွာပါလိမ့်မယ်။အထူးသဖြင့်ရန်ကုန်ကစာပေအမှုပညာသမားတွေဟာခေတ်ကို ပို့ပြီးတော့ဖောက်ထွက်နိုင်တယ်လို့ဆိုနိုင်ပါတယ်။မန္တလေးကစာပေအမှုပညာသမားတွေကတော့ရှေ့ထုံးတွေကိုတော်တော်နဲ့မပယ်နိုင်ပဲမိပြီးမရေတရေတီထွင်ဖန်တီးကြတာညာပါတယ်။ အယူဆတွေကအဲ့ဒီလိုပါ အခုလည်းပဲမြမပြီးဟာ နောက်ကျောင်းပြန်မဲ့လမ်းကိုကြွေးလိုက်ပါပြီရှေ့သွားခြင်းနဲ့သူနဲ့နောက်ကိုပြန်သွားခြင်းနဲ့သူနဲ့ဝိဝါဒတွေကွဲဝီရောဓိတွေ ဖြစ်တိုက်ကြခိုက်ကြတော်လှန်ကြတွန်းလှန်ကြဖြီဆန်ညပုံကံကြရှေယိုးဆွဲတွေဘလောက်များသလဲဆိုတာကိုတော်လှန်ရေးကာလတွင်မှာတက်တည်ထူနိုင်လိုက်ပါတယ်တော်လှန်ရေးမှာ အသည့်အမြင်ပွင့်လင်းလွတ်လပ်မှုတလေတွေဘလောက်ထိ ခုံမင်ကြသလဲဆိုတာကိုအားလည်လိုက်ရပါတယ်။မြမာတွေဟာလွတ်လပ်မှုကို တောင်းတတယ်ဆိုရင်တောင်းအတိတ်လွန်ဝေဒနာကနေမခွာနိုင်ကြတာ တွေ့ရပါတယ်။အတိတ်လွန်ဝေဒနာတွေနဲ့မြမနိုင်ငံကြီးဟာနောက်ကျောင်း ပြန်နေကြောင်းထင်ပြလိုက်ရပါတယ်ခမညာ။